အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature page channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖတ်ပြတင်ဆက်ပေးခြင်းနဲ့ဆောင်းပါးကောင်းလေးတစ်ခုကတော့အစာရေးဆရာဗမောသိန်းပြည်ရေးသားထားတဲ့ညဝလို့တော့အတွေ့များလေးစာအုပ်ထဲမှာဆောင်းပါးကောင်းလေးတစ်ခုကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆောင်းပါးကောင်းလေးရဲ့နာမည်ကဘဝနေထိုင်နည်းလို့အမည်ရပါတယ်ကျွန်တော်နဲ့အတူဒီဆောင်းပါးကောင်းလေးကိုနားဆင်ကြည့်အောင်ပါခင်ဗျာဘဝနေထိုင်နည်း ကွယ်လွန်သူအိန္ဒိယကောင်းဆောင်ကြီးမဟာဒမခန္ဒီရဲ့စကားတစ်ခုကိုအင်တာနက်မှာတွေ့လိုက်ရတယ်။အဖိုးတန်လွန်တဲ့စကားမျိုးဗိတ်ဆွေများကိုမျှဝေပေးလိုက်ပါတယ်။ Live as if you were to die tomorrow. Learn as if you were to live forever. မဟာဒမခန္ဒီမနှက်ဖန်သေးတော့မလို့နေပါဘယ်တော့မှမသေးတော့ဘူးဆိုပြီးပညာရှာပါစကားလေးဟာတူပေမဲ့အရေးပဲကကျေပြတ်ပါလေစကားမှာအပိုင်းနှပိုင်းပါပါလေ အဓိပ္ပာယ်ကိုကျွန်တော်နားလည်သလိုရှင်းပြပေးပါမယ်။မနှက်ဖြန်သေတော့မလို့နေပါ။မိစွေမနှက်ဖြန်မှာသေတော့မယ်အမှတ်နဲ့လှုပ်ရှားရှိတာတွေယနေ့အပီလောက်လိုက်ပါ။လှုပ်ရှားရှိတာလို့ပြောတာကစီးပွားရေးအလုပ်တွေရုံးကအလုပ်ကိစ္စတွေကိုပြောတာမဟုတ်ပါဘူး။အဲ့ဒီအလုပ်တွေကဘလောက်ပဲစူးစမ်းစူးစမ်းသေသွားလဲပြီးမှမဟုတ်ပါဘူး။သေသွားရင်လည်းမပူပါနဲ့။မိစွေရဲ့အလုပ်ကိုဆက်လုပ်ကြမယ်သူတွေရှိနေကြပါတယ်။ဒါဆိုရင်လှုပ်ရှားရှိတာတွေဆိုတာဘာကိုပြောတာပါလဲ။ ်ဘဲဆွေချစ်တဲ့သူတွေကိုချစ်ကြောင်းပြောပြီးနှုတ်ဆက်ခဲ့ပို့ပါ။ဘဲယောက်ျားအနေနဲ့သို့မဟုတ်ဇနီးမယားအနေနဲ့သို့မဟုတ်မိဘအနေနဲ့သို့မဟုတ်သားသမီးအနေနဲ့မိတ်ဆွေတဝန်မချင်မိသားစုကိုခွင့်လွှတ်ပေးဖို့တောင်းပန်လိုက်ပါ။ဒီနေ့မတောင်းမရင်မနေ့ပြန်မှာမိတ်ဆွေတောင်းပန်ခွင့်ကြုံမှာမဟုတ်တော့ဘူး။အားကြောင့်လေဆိုတော့မနေ့ပြန်ဆိုတာမိတ်ဆွေအတွက်မရှိတော့လို့ပါ။ဒါကြောင့်မိတ်ဆွေချစ်ရတဲ့သူတွေကိုရှင်နဲ့အသက်တွေကချစ်ချောင်းကိုဒီနေ့ပဲပြောပြလိုက်ပါ။ ဘယ်တော့မှမသေးတော့ဘူးဆိုပြီးပညာရှာပါတချို့ကအသက်ကြီးဖို့မို့ပညာဆက်တင်ဖို့မလိုတော့ဘူးဒီပညာသက်တွေလေ့လာဖို့မလိုတော့ဘူးမကြခင်သေးတော့မှာပဲဒီပညာသက်တွေကိုတတ်တော်လဲဘာထူးမှလဲလို့ပြောကြပါရဲ့လူတွေကမနဲ့ပြန်သေးမယ်ဆိုတာကိုသိနေရင်တော့ပညာကိုရှာနေတဲ့ ਨੇ ဇင်ဘူနိုင်ငံရဲ့ခေါင်းဆောင်ကြီးဟီကွမ်ယူဟာအသက်62နှစ်မှာကွယ်လွန်သွားခဲ့တယ်သူကမကွယ်လွန်ခင်ရက်ပိုင်းအထိတရားဥပဒေကိုသိယူနေခဲ့ပါသေးတယ်တချို့လူတွေဟာအသက်ကြီးပြီးပညာသက်တွေကိုဆက်မတင်ကြတော့တာ အတုံးချစရာမရှိတော့လို့လို့ပြောကြပါယ်ဒီယူဆဟာမှားပါယ်အတုံးချစရာမလိုလေပညာကိုသင်ယူနေတဲ့နဲ့ဘာကြောင့်လဲဆိုတော့ပညာသင်ယူနေရင်မှစိတ်ပျော်နေရယ်စိတ်အားတက်ကြွနေရယ်ဒါကြောင့်လူကိုအသက်ရှည်စေပါယ်နောက်ပြီးအတွေ့ခေါ်တည်တည်ရလာလို့လေလူဟာစိတ်ပျော်ကိုလူနေပါယ် live as if you were to die tomorrow land as if you were to live forever မဟာတမကန်ဒီဒီစကားလေးကို အချင်းချင်းဖတ်ပါမှတ်ပါ လိုက်နာကျင့်သုံးပါ အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးရတဲ့ဆောင်းမောင်းလေးကတော့စာရေးဆရာဘုံဘောသိန်းပြေးရေးသားထားတဲ့မျှဝေလို့တော့အတွေ့အများလေးစာအုပ်ထဲမှာဘဝနေထိုင်နေလို့အမိရတဲ့ဆောင်းမောင်းလေးတစ်ပုဒ်ကိုရွှေချက်ပပန်တင်ဆက်ပေးထားခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာဒီဆောင်းမလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေဟာမနှက်ပြန်တည်တော့မလို့နေပါတဲ့ဆိုလိုတာကကျွန်တော်တို့တွေကိုနှုတ်ဆက်ခြင်းခဲ့တဲ့သူတွေကိုချက်ခွင့်ပန်းခြင်းတဲ့သူတွေတောင်းဖို့ကိုတောင်းမှန်စကားဆိုခြင်းခဲ့တဲ့သူတွေကိုကျွန်တော်တို့ဒီနေ့မှာပဲချက်ခွင့်ပန်းလိုက်ပါတောင်းမှန်လိုက်ပါ ျွန်တော်တို့လုံးဆရာရှိတဲ့အလုပ်တွေတစ်ဖက်သူဘုံမှာအကျွေးတင်စရာအကျွေးတင်နေတဲ့အလုပ်တွေကိုနှုတ်ဆက်ခဲ့ဖို့ပြောကိုပြောခဲ့ဖို့အဲ့လိုမျိုးလူတွေရှိခဲ့ရင်ကျွန်တော်တို့ဒီနေ့မှာပဲအဲ့ဒီအလုပ်တွေကိုကျွန်တော်တို့လုပ်ခဲ့ပါဆလိုတာကဟိုနောက်တနည်းတွေးရမယ်ဆိုလို့ရှိရင်တော့မနှက်ပြန်သေးတော့မလို့နေပါဆိုတာကျွန်တော်တို့တွေအော်ငါမနှက်ပြန်သေးတော့မှာပဲဆိုလို့ရှိရင်ကျွန်တော်ဒီနေ့အဖို့ကျွန်တော်တို့ကိုကိုကိုဟိုဘာတွေမာနတွေထားနေအောင်ပါလေဘာတွေကိုကိုကိုအဝင်လေဟတ်နေအောင်ပါလေ တို့ကိုကိုကိုမာနာတွေကြီးနေချောင်းပါလေဒီအရာတွေကိုကျွန်တော်တို့ကိုရဲ့မာနာတွေကိုရဲ့အတ္တတွေဒီနေ့မှာရှော့ခဲဖို့ဒီလိုဟာမနဲ့ပြန်သေးတော့မယ်ဆိုလို့ရှိရင်ငါ့ရဲ့ထားနေတဲ့မာနာတွေငါ့ရဲ့အတ္တတွေဗာဒီများအသုံးဝင်တော့မှာလေဒါရီကိုသင်ခန်းစာယူရအောင်လို့ပါနောက်တစ်ခုကကြတော့ဘယ်တော့မှမတည်တော့ဘူးဆိုပြီးပြင်ညာချပါဒီစကားလေးကတော့ကျွန်တော်တို့တွေဟိုပညာသင်ဖို့အတွက်ဘယ်တော့မှမနောင်နေတဲ့အကြောင်း ပြီးတော့ကျွန်တော်တို့တွေပြီးတော့ဒီပညာသင်ယူရဲဆိုတဲ့နေရာမှာပညာကိုအဆက်မပြတ်နေ့စဉ်မပြတ်ဟိုအတတ်ပညာအသိပညာဘယ်ပညာမဆိုကျွန်တော်တို့တွေတစ်ခုခုအမြဲဆက်လက်စ조사သင်ယူနေတဲ့ကျွန်တော်တို့တွေကိုပညာမသင်ယူလိုက်ရတဲ့နေ့တနေ့ဟာကိုအတွက်တန်ဖိုးမရှိတော့တဲ့နေ့တနေ့လိုမှတ်ယူပြီးတော့ကျွန်တော်တို့တွေပညာကိုအမြဲတမ်းနေ့စဉ်မပြတ်စ조사သင်ယူနေတဲ့ဆိုတဲ့အကြောင်းအရာလေးတွေကိုဒီဆောင်မလေးမှာရှင်းတာထားတာကိုတွေ့ရပါတယ် အဲဒါကြောင့်မလို့နာဆင်သူများအနေနဲ့လေဆရာဘမောသိပေးရေးသားထားတဲ့ညာဝလို့တော့အတွေးများလေးဝင်ရင်းဆောင်အကောင့်လေးကို where you pursue အားပေးကြဖို့ကျွန်တော်ရဲ့ literature feed channel လေးမှာ add on လိုက်ပါရခင်ဗျာနာဆင်သူများအားလုံးဒီရင်ခတ်တင်ကင်းကျင်းကြပါစေဒေါ်သခတ်တင်ကင်းကျင်းကြပါစေစင်ရဲခတ်တင်ကင်းကျင်းကြပါစေနှလုံးစင်ဝါးဤချမ်းကြပါစေနာဆင်သူများအားလုံးဘေးရန်ကြောက်ကြစင်ရဲကင်းပြီးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများလေးနှလုံးတော်ဝပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature feed channel လေးမှာနာဆင်ပေးခဲ့ကြသူဒုတိယချင်းစီကို ဆုတောင်းမြတ်တာဟောတာပြလိုက်ပါရခင်ဗျာ။